ားပါလိမ့်ပုဂ္ဂိုလ်ကိုကဲတင်တဲ့လူဆိုတဲ့ဥစ္စာမှတ်ပါအဲ့ဒါတရားဓမ္မတို့တရားနာတို့အကြောင်းဉာဏ်ညစ်ဘူးတပည့်တို့ကိစ္စဝိသတွေကများလို့တရားမနာဖြစ်ဘူးဆိုလို့ချင်းဖြင့်ပုဂ္ဂိုလ်ကဲတင်တဲ့လူကမကဲတင်သေးဘူးလို့ပြောလိုက်တာနဲ့အတူတူပဲမှန်ပါပါဘုရားကြောက်ရှာကောင်းပါလားတရားဓမ္မတွေရှင်ကြီးက ကိုယ်ကိုကဲတင်တဲ့အလုပ်ကိုမအားမလက်သေးလို့မကဲတင်သေးဘူးဆိုတော့ကဲစုချင်လို့ဖြစ်ကြပေစီတော့ဆိုတဲ့အသေးပဲတခါကျွေရောက်မရောက်ဩဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေမှာမပါသေးဘူးလို့ဆိုရမယ်ဘယ်လိုဆိုလိုက်ပါလဲမပါသေးဘူးလို့ဆိုလိုက်ပါနော်ဘာကြောင့်မပါသေးဘူးလို့ဆိုရပါလိမ့်မယ်လို့ဆိုတော့ ကိုယ်ရေထဲနဲ့နေတာကိုကိလေသာရေထဲမှာနဲ့နေတယ်။ကြားလို့ချင်းချင်းအာဘဝဆိုတဲ့ဝဲတဲ့ကိုလဲရတော့မယ်။ကိလေသာရေမျောလို့ချင်းအာဘဝရေထဲမှာလဲရတော့မယ်။လဲပြီးဒီကလာအောက်ကန္တရာရဲ့ဘယ်လေးကမြုပ်သွားတော့မယ်။ဒါကိုပဲလောကိကိစ္စနဲ့မဟာသေးဘူးမလတ်သေးဘူးလို့ဆိုတဲ့အိဗယ် တကယ်ဓမ္မတွေကအုံငါမျောနေတာဝဲတဲ့ရောက်တော့မယ်ဝဲတဲ့ရောက်မြုပ်ရတော့မယ်ဒါတွေတကယ်ဓမ္မတွေကမသိတော့မာရီဘူးဆိုပြီးကြတာကိုယ့်ကိုယ်ကိုမျောနေတာလို့မကယ်တင်ဝဲရောက်မကုလည်းမကယ်တင်မြုပ်သွားမကုလည်းမကြောက်လားဆိုတော့ဒီဖြစ်ဟာဖြစ်ဆိုလို့မှတ်လိုက်တယ်မှန်ပါပါနားလည်ကြမှန်ပါပါအဲတရားနာဆိုတော့ဘာလို့ပါလဲဘုရား ကိုယ်ကိုကဲတင်တဲ့အလုပ်ကိုဒကာရမကြီးကိုယ်ကိုမှမသနာလို့မနာပြဘူးဆိုတဲ့စင်ရည်လုံးမှာဒကာကျော်ရုံးလာဘူးဆိုချက်ဆရာကောင်းဆုံးလုပ်တယ်ညံတဲ့ရကြအဲတရားနာကျင်းတိုင်းကျင်းတိုင်းတရားသူကျင်းတိုင်းကျင်းတိုင်းကိုယ်ကိုကမျောနေတယ်ကိလေသာရည်တယ်တော့ကြာအဘွားဆိုတဲ့ ဝိဇ္ဇာကောဒိဋ္ဌာကောဝိဇ္ဇာကောဆိုရတဲ့ကာရမလို့သစ္စာမသိဘူးဒိဋ္ဌာကောဆိုရငါ့ကိုငါ့အချင်းမှုကာမကောဆိုရဘုံဘဝတွေဆူတောင်းပြီးကိုယ်ဘဝတွေကိုယ်သားရနေတာကလည်းဒါဝဲတဲ့နေတာဘဝကောဆိုရလည်းဘာတွေလူညာတွေလူပြီးဘဝတွေဆူတောင်းနေလိုက်တာအသေးတောင်းတာအဲ့ဒီဘဝတွေဒကာဓမ္မတွေဒီဝဲတဲ့လက်ဒီဒကာနေရာလက် မြုပ်မလို့လက်နေကြဝိရဓမ္မတွေကတရားမနာတော့မျောခြင်းတို့မျောလက်ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်နေဝေစီတော့ကိုယ်ကိုကိုယ်မတနာလို့ဥပ္ပခါထားလိုက်တယ်နဲ့တူလိုက်တယ်ဘာနဲ့တူပါလဲဟောခင်ဗျားတို့မသိလို့ခေါ်ပြောနေရတဲ့ဖြစ်စဉ်ကတော့ဝိရဘူးတို့ဒကာဇဲတို့ဒကာသစ်တို့ဒီတိုင်းပဲမှန်ပါပါ မသိလို့ကခေါ်ပြောနေရရိမ့်နေပြီဒါဖြင့်ဒကာရမလေးတရားနာကျင့်တဲ့ပုဂ္ဂိုလ်တရားထုတ်ကျင့်တဲ့ပုဂ္ဂိုလ်ဟာမျိုးကျင်တယ်လို့မျိုးလက်ကျင်တယ်လို့လက်မြုပ်ကျင်တယ်လို့မြုပ်တဲ့အလုပ်ကြီးကိုကိုယ့်ကိုပြစ်ထားလိုက်ဘုရုပြစ်ထားတယ်ပုဂ္ဂိုလ်ပြစ်ထားတယ်ဆိုတော့ဂရမတို့ခင်ဗျားတို့ရောက်လာပေါ်တာကိုမြတ်တန်သံတာကိုဘုန်းကြီးများက မကြည်ညိုလို့မရသေးခြင်းလို့ဒီလိုပြောရတယ်ခင်နေတဲ့ဝဲထဲမှာဆက်နေလို့မြုပ်သွားမှာဆိုရင်တို့ဒကာဓမ္မတို့ဉာဏ်လေးပြန်လဲပါဦးခန္ဓာဉာဏ်ရဲ့ကိလေသာဖြတ်တဲ့အလို့လုတ်ပါအောင်ဝဲရက်တဲ့အလို့လုတ်ပါအောင်မြုပ်တာကိုမမြုပ်အောင်ကဲတင်ပါအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘုန်းကြီးများကတရားဟောတာဒကာကြီးကောင်းကောင်းရေးအဲ့တော့ဘုန်းကြီးတို့ဒကာဓမ္မတွေကလည်း ဒီနေ့တော့လည်းမအားနောက်တနေ့ပါဖြစ်တယ်မအားဘာကြောင့်မအားလဲကိလေသာခိုင်းလို့မအားမှန်ပါဘူး။ဉာဏ်ဘာကြောင့်မအားပါလဲကိလေသာခိုင်းလို့မအားတာကိုပဲရလို့မှုယူလို့မှုကြောင့်မအားတာကိုမျောနေတာကိုပဲအမျောမမှတ်သေးတော့မအားရနဲ့သူသုံးလိုက်မှန်ပါဘူး။မအားရနဲ့သူသုံးလိုက်တော့သူရှုံးမှုသူမတွက်တတ်ဘူး။ အမှန်တရားသောတဲ့ဓမ္မတွေပဲလို့ပြစ်တင်လို့ရှိရင်လည်းခင်ဗျားတို့ခံရပါပဲ။ဒါကြောင့်မာရတဲ့ပြစ်သိကြပါလား။မျောကြံပတ်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါ။မျောကြံပတ်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါလို့ဘုန်းကြီးဓမ္မတွေပြောလိုက်ရတယ်။ဒီအရကကျင်းမှုများလူသေးတယ်။ဘူးမှပြောနေတာမဟုတ်ဘူးဒီဥစ္စာ။ ်ရှင်ကျင်လဲပဲကိုယ်ရှင်ကျင်နဲ့ကိုအပဲလေးကသွားရတယ်ရှင်ကျင်ဆိုတာကိုလည်းယနေ့သူးသူးချက်ချက်မှတ်လိုက်ပါဘယ်သွားမယ်ရှင်ကျင်ပါအပဲသွားရမယ်ရှင်ကျင်ကိုတနေ့တော့လည်းအောင်းထုတ်ဘူးနောက်တနေ့လည်းအောင်းထုတ်ဖြစ်ဘူးနာလည်းမနာမိဘူးဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုဥပ္ပခါထားလိုက်ကျန်ရကျန်ရမြောက်ကမြုပ်ချင်ရမြုပ်ကွာ ဒါကြွယ်ကြည်ရောက်မရောက်ဒါအမှန်ကန်နာတဲ့ကရုဏာနဲ့ဘုရားဘုန်းကြီးဒီပြောဆိုနေပါတယ်ဆိုတာလေဒကာဓမ္မတွေကလေးစားစွာနဲ့မှတ်လိုက်ပါဘုရားတို့လိုတဲ့အဖြစ်ကဖြင့်မသိလို့လိုနေတာဆိုတာပေါ်ကြပါအဲဒါဖြင့်ဘုရားတို့မအားလို့ကပုဂ္ဂိုလ်ကိုမတည်မကယ်တင်တော့ဘူးဆိုရင်ဖြင့်ဒကာကြီးပြန်ကြရလမ်းမရှိဘူးဘုရား လူပြေကိုပြန်လာဖို့လမ်းကုန်မရှိဘူး။ရင်းမိကြ။အမ္မတန်သိုးပါတယ်ဆိုတာပေါ်ကြ။ဓမ္မရကမသိကြဘူး။ကိလေသာရန်သူကမျောလိုက်။အာဘောတွေကဆဲလိုက်။သဘောကြ။ဒိဋ္ဌိကမြုပ်လိုက်။ဒါကြောင့်ကိလေသာရမျောအာဘောကဒကာဓမ္မတွေသံဃာရဲလေအောင်လုပ်ပြီးဒီကလမ်းမှာဒိဋ္ဌိကမြုပ်လိုက်တော့လည်းကျွတ်တက်လမ်းမြင်လေ။ င်ဘုန်းကြီးတို့ဓမ္မလေးအားလုံးနဲ့မိဖရှင်မင်းရကလေးမတော်ဘူးဒီမြည်ကြီးမရှိတော့ကြောင်းကိလေသာရင်ကြောမှာပြန်မမျောရအောင်တရားနာ၍တရားထုတ်ပါဆိုတာလည်းပြောနိုင်တဲ့ပုဂ္ဂိုလ်ရှိတုံးတာခင်ဗျားတို့ကြားပါလေဒီပြောနိုင်တဲ့ပုဂ္ဂိုလ်ကလည်းဓမ္မတော်ကိုကြွယ်တော့မယ်ဆိုတာမှတ်ပါခင်ဗျားတို့တက်တဲ့ဆင်ဒီရှာမျိုးမရှိတော့ဘူး အာရုံပါလာကြတဲ့ကောင်းမှုပြီးဒီကလာတခါလဲကိလေသာမြောခြင်းတို့မြောဝဲတဲ့ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်ဒီလမ်းနဲ့ဒီတကံသာလင်တန်းပြီးသွားနေတော့မယ်ဆိုတာဖြင့်ဘုန်းကြီးတရားဓမ္မတွေမှတ်ပါဘူး။ဒါဖြင့်ဒီချိန်လေးကိုမှကိုယ့်ကိုယ်ကိုမကယ်ရတဲ့ဉာဏ်လေးဆရာဘုန်းကြီးကသတိပေးတော့မှဂရမရကမလိုက်နိုင်ဘူးဆိုလို့ချင်းဖြင့်ကိုယ့်ကိုယ်ကိုတနာလို့စီးဝိုက်ရှာရတာလို့ ထင်တော့ထင်ကြတယ်နော်မသနာလို့ဇီဝရှာတာရင်းနေပါမသနာလို့သဘောတဖို့ရင်တော့လိုက်နေတဲ့ခါကြလို့ရှင်းရှင်းတဏှာခိုင်းတယ်လိုက်ပြီးဒီကကနေတယ်ဆိုတာဥဒ္ဓဘုသေချာမှတ်ပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေကိုလေးစားစွာနဲ့ပဲတရိပ်ပေးလိုက်ပါတယ်ခင်ဗျားတို့ဩနောက်မှာမှားခဲ့ပြီဆိုတော့ဥပေကြီးတဲ့တော့ဥပေကြီးတဲ့လာတော့နာဝေကြီးတဲ့လာ ဩလက်ကံမရှိတော့ပါလားမျက်နာလုံးတွေလာတော့မှာဘုရားရဲ့နာဝဲတွေတက်လို့ရှင်းရင်ဘယ်နဲ့ကြီးရလက်ကံမရှိတော့ဒါကြောင့်လက်ကံမရှိတဲ့ပုဂ္ဂိုလ်ဒုတိယညာလက်ကံမရှိတဲ့ပုဂ္ဂိုလ်ဒုတိယပါဖြင့်ကံကံစီမံတယ်ဘယ်ခံရုံပဲရှိတော့လေဆိုတော့ကံရတဲ့သွားကြောင့်ကံတွေကများများဖြစ်ပြီးဒီကလာနေတော့ဘုန်းကြီးတွေဓမ္မတွေမှာသူစီမံရလိုက် ဒါကြောင့်ဆရာဘုန်းကြီးယနေ့တရားဟောနေတာညာစင်မှန်ရလိုက်ကြပါလို့ဆိုပါပါဘယ်လိုဆိုပါညာစင်မှန်ရလိုက်ကြပါလို့ဒီလိုသူကတက်တို့ပြောနေအဲ့ဒါခင်ဗျားတို့နားလဲထားရတာထဲလိုက်တဲ့ဖြစ်ချင်းဘုဟုကံလေးပြုထားတာရှိတာပဲဆိုတော့ င်းကတော့ငယ်ကငယ်မှသာသူစိတ်လေးကလားဩဝိနာပဲဒီလေးတွေကပေးမှာညာတော့ဩဝိနာပဲဒီလေးဖြတ်ပြီးကလားမဝေယမနာယမသေးရဖြစ်တဲ့နိဗ္ဗာန်ကိုအဲ့တော့ခင်ဗျားတို့ကကံစီမံရလိုက်မယ်ဆိုတာဒီကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ခင်ဗျားတို့အာဟုမှုအလွဲတစ်ခုပဲကံစီမံလိုက်ကြပြီအာဟုမှုအလွဲတစ်ခုလို့မှတ်လိုက်ချင်ပါ ဒါကဆရာစက်နဲ့တွေ့လို့ဆရာမန်နဲ့တွေ့လို့ဩဒကာဓမ္မတွေသံစီမန်ရမလိုက်ပါညာစီမန်ရလိုက်သံပါဆိုတာပြောလိုက်ပါဘုရားဒါကကျော်သွားတယ်သံစီမန်ရမလိုက်ပါနဲ့ညာစီမန်ရလိုက်ကြသံပါဆိုတဲ့ဥစ္စာဖြင့်အထူးတိုက်တော်မှာသဘောပါညာစီမန်ရလိုက်တော့ညာကကံဖြတ်ပြီကံက ဟိုဘုံပြိတ်တွေပေးလိုက်ဓာတိဒုက္ခပေးလိုက်ဟိုဇရာဒုက္ခပေးလိုက်ဟိုဒုက္ခပေါ့ဗျာဟိုဘုံနာရဒုက္ခပေးလိုက်ဟိုဘုံပေးတဲ့ဒုက္ခကြီးပေးလိုက်ဆိုတာဒါဝိရုပတိခင်ရတုံးဆိုတာဗျာသူတို့ရေးပြီဘူးပါလိမ့်အဲဒါကြောင့်ကံယူဝိနာလေးသိပေးကြတာသူပေးလိုက်ဉာဏ်ကဥပဲကိုဖြတ်နာပဲကိုဖြတ်သေပဲကိုဖြတ်ပြီးတကားကဥနာစေလွတ်တဲ့နေရာကို ဘောပါအဲ့ဒါဘယ်လိုစီမံရလိုက်တယ်ပါလေညာသင်္ကန်းစားစားနာထောင်ရဗေဒဂာမတို့အမှန်တန်ကြားရခဲ့တယ်ဆိုတော့သက္ကသက္ကကျွဲမှတ်မိပြီအမှန်ပါပါဒီမှာတော့ကံပဲကံဖြစ်ချက်တယ်လို့ခိုင်းရမှာပဲကိုယ်ကကံကောင်းလို့ထားလို့ရှိရင်လေနောက်အကောင်းဖြစ်ဖို့ပဲ ဘောကံမဲလို့ဆိုလို့ရှိရင်နောက်မဲဖြစ်ဖို့ပဲကံညံ့လို့ဆိုလို့ရှိရင်နောက်ညံ့လို့အညံ့ဖြစ်ဖို့ပဲဆိုပြီးဒီကတည်းကဒီနေရာဘုဒ္ဓိုင်ထိုင်ချတယ်။ဟောသူစီမန်ရမတပတ်ကံစီမန်ရမတပတ်ညံစီမန်ရမရှိသေးသလားဆိုတာမောမမကြည့်မအောင်ဖြစ်နေကြ။ရှင်းရှင်းပါဘုရား။ဒါပြန်ခင်ဗျားတို့သေးသေးချာချာတွေးပါယနေ့တရားဒီဘုန်းကြီးစဟောတဲ့နေ့ နေတိုင်းလည်းဆက်ပြီးဟောမှာပါပဲအဲ့ဒါဒကာဓမ္မတို့ဘရုံးတော့လိုက်ကြမှာလဲဩညာရှင်မယားလဲရမယ်ဆိုတော့ညာတွေကလို့ဆိုရင်ချင်းသမာဓိရှိပါပဲဒကာကျော်သမာဓိရှိကောင်းဆောင်လေစီလိုက်နေဘူးဒကာတို့ပင်ပါရလိုက်ကြသမာဓိရှိကောင်းဆောင်တဲ့ဒီလက်ရလိမ့်မယ်ဆိုတာသိကြကြသိကြပါဘူးသူကတော့ ဘယ်ကိုပို့လေဆောင်လေယူလေရှိပါလိမ့်မလဲလို့မေးတဲ့အခါကျတော့မှဩမဟုတ်မသိအမြင်နေတဲ့နိဗ္ဗာန်ကိုလေဆောင်လေယူလေရှိတယ်ဆိုတာဘုန်းကြီးကဓမ္မတွေလေးစားဆိုတာမှတ်လားမှန်ပါပါဒါပြင်နိဗ္ဗာန်ကဒီကရကံလို့ကြောင့်တန်ត្រာထဲမှာအမျိုးမျိုးရှင်နေကြရမှန်ပါပါညာလို့ကြောင့်ဒီကရစီစဉ်အောင်မှာပဲဆိုတဲ့ဥစ္စာပြင်ယနေ့ဓမ္မတွေကဆုံးဖြတ်ချက်ချရတယ်မှန်ပါပါ နေ့ဘာဆုံးရတဲ့ချက်ညာလို့ကိုဆုံးရတဲ့ချက်ညာစီမံရလောက်ပါတော့မယ်ဆိုတဲ့ဥစ္စာတရားသိဆုံးရတဲ့ချက်။ကောင်းပြီဒါဖြင့်တန်ဒီကိရတာဖြတ်သလားညာဒီကိရတာဖြတ်သလားဆိုရတဲ့တရားကျော်ကဝေဖန်မှု။ဘောကြကံဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသော ါဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေကိုအကုထားတာဖြင့်မကိုတဲ့ကျိုးတော့မဆိုလိုက်ပါဘူးတို့တော့အစ်စ်မရောက်ဘူးပေါ်ကြအစ်စ်ရောက်ပါတန်စီမှန်လိုက်တော့မယ်ဆိုလို့ဖြင့်ဖြင့်တဲ့ဥပ္ပနာပဲသိသိတွေ့ရညာစီမှန်ရလိုက်တော့မယ်ဆိုတော့ဥပ္ပနာပဲသိသိမှလွေရဧကမှာပဲ ရှင်းရဒါဖြင့်ဘယ်နောက်လိုက်ကြမလဲဒါဖြင့်ယနေ့ကစပြီးခမရတို့သကလုံးကြောင်းလိုက်ပါကောင်းလက်ကံဆိုးလက်ကံပဲလို့ဆိုရဆရာဒီကားလို့ဆိုခြင်းညာစကားနားမလဲတဲ့ပုဂ္ဂိုလ်ကြီးအပြောအင်းဘယ်ပုဂ္ဂိုလ်ကြီးပြောတာညာစကားနားမလဲတဲ့ပုဂ္ဂိုလ်ကြီးပြောဆိုတာဖြင့်ရှင်းတော့ဒါကြောင့်ဒီနေ့ ူးရှားရတဲ့ဒကာဒမတွေဉာဏ်စီမံရလက်ကြပါစေ။သုံးပြချက်ဖြတ်။ဘုရားစီမံရလိုက်။ကံနောက်လိုက်ခဲ့တယ်ခင်ဗျားတို့ယခုရထားတာကကံပေးလို့ရထားတဲ့ခန္ဓာကြီးဆိုတာပေါ်ပါလား။ကံကပြည့်စင်လိုက်တော့ကမ္မပြည့်ပြောဆိုတဲ့အတိုင်းမျိုးစစ်ဖြစ်ပြီးကျေးဇူးပြုလိုက်တာဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ်။ ဓမ္မပြည့်စျောကြောင့်ပါရဝိပါကပြည့်စျောဆိုတဲ့အကျိုးကြီးရဝိပါကပြည့်စျောကိုသစ္စာဖွဲ့လိုက်တော့ခုကြည်ရတဲ့ခန္ဓာကြီးပါသစ္စာဩဘယ်နဲ့ကြာဒီဒုက္ခကြီးသာလာကြီးရနေပါလိမ့်မလဲလို့ဒကာဓမ္မကြီးကကိုယ်ပိုင်ဉာဏ်နဲ့တွေးလိုက်တဲ့အခါကျဩကံစီမှန်ရလိုက်ခုကြီး ပေါ်လာတာလေပရိသီမာယာလက်ဗာသစ္စာကြီးရဩတောင်းရကံဆိုးရကံတို့ငါတို့ကဖြင့်ဆိုးကံပဲပြီးကောင်းကံအားကိုးမယ်ဆိုးပြန်တယ်ဥပိ္ပနာလေးသိသေးဘူးပဲသူသေးပြန်တယ်ဒါဖြင့်တို့ရေလိုက်ရဲလို့လာခြင်းဒီဒုက္ခကြီးတွေ့ရတယ်ဆိုတာလေ ဘုန်းကြီးတို့ဓမ္မရှင်နဲ့ခန္ဓာရသက်သိခံပါဘူး။ဘုရားတဲ့လေ။ခန္ဓာရရဲ့ကိလေသာမေးလာတဲ့ခန္ဓာကြီးရ။ဒီလိုပြည့်တဲ့ခန္ဓာကိုယ်ကြီး။ရထားတယ်လို့ဆိုရသေးကြ။အင်းဘုရားရှင်မန်ရရှိကလက်ခဲ့လို့ပါ။ဩမြန်ရှင်မန်ရကိုသာရှိက လိုက်ကြတာလည်းဆိုလို့ရှိရင်ဒီဒီကဓမ္မတွေကသူချမ်းသာဖြစ်ဧကံဖြစ်ကုန်ရပြီအခုတော့မင်းနဲ့ဖြစ်နေကြတာဒီနေ့ပဲသူဘာဖြစ်လို့တော့ဒီတရားပေါ်မှာမမလို့ဖြစ်ရှေ့တောင်လာဖို့မမြင်ဘူးဖြစ်อืมဘယ်လိုစီမံရလိုက်လဲနောက်တော့သေခဲ့ခရားတတိယပဲဖြစ်နှမျိုးပါတယ်အင်းရော့ပြန်ထုတ်ရရတယ်အင်းနှမျိုးပြရပါလား တဘောစီမာယာလို့ဒီဖြစ်ဆိုကြီးသိကြကြဒါဆိုယနေ့ကြောင်းကြဘယ်လိုကြောင်းကြဉာဏ်စီမာယာကိုတပည့်ရဲ့ဆရာကြောင်းကြီးကြောင်းပါတော့မယ်ဆိုတာတကားသိရဆုံးဖြတ်ချက်မလိုက်မလိုက်မလိုက်တော့ဘူးလို့ဆိုတော့ဆုံးဖြတ်ချက်ဖြင့်တကားကျော်တော့ဥလာဘူးလို့ချရမယ်မချရင်တော့ပါ တယ်ဒါဖြင့်ဉာဏ်ကိုကျေးဇူးပြုတဲ့တရားဆရာကျလို့တပည့်ရဲ့ဉာဏ်စင်မရတာလိုက်ပါတော့မဘုရားရှင်ဘုရားပြောတဲ့အတိုင်းငရောကမျက်စိတွေပေါ့ပွားပြီးကံလာကံစင်မရလိုက်ခဲ့တယ်ဒီခုတော့ဖြင့်မင်းပဲသူပဲသဘောပဲနဲ့အနာကိုကြီးကလည်းရင်းရင်နှဲ့နေတယ်ကိုယ်စိတ်စပေါ်ယောဂတွေကလည်းဝိုင်းရနှိမ့်ဆက်နေတာနဲ့ကံစင်မန္တာလိုက်မှုဖြင့်တပည့်ရဲ့လို့အနာကင်းရှင်းပါဘူးဆိုတာတောင်သိဖို့မလိုတာလည်းသိပါဘူး ်ခင်ဗျားတို့ဆိုကြတာကအနာကင်းရှင်ပါဘူးဘုရားအဲ့ဒါဒီဘောလက်ကဘုရားကိုဝန်းနာဘောဘုရားမလွတ်ပါဘူးတဲ့ရှင်ပါဘူးလို့အဖြစ်ကိုအစရာများပြန်ပြီးဒကာဓမ္မတွေပြောရတယ်ရှင်ပါဘူးဖြင့်မဖြစ်ခြင်းဘူးလို့လာလိုက်ဘယ်နဲ့ကြောင့်လာမလို့ရှင်ပါဘူးကငန်းလို့ခံရတာဘုရားကျန်ရတဲ့ငန်းလို့ခံရတဲ့ရှင်ပါဘူးတော့ဘာဖြစ်လို့ခင်ဗျားတို့ကခင်ဗျားပြောတာညာနဲ့ နာဂတ်ရှင်ပါဘူးစံလာရှင်ကြီးဖြစ်ရပါလို့ဤဘာလုပ်တာလဲခင်ဗျာမသိတာကသိုးမသိတာကသိုးသွားပြီခါကနေတဲ့ပြဘုန်းကြီးဂရမတွေဩဘုန်းကြီးသနာရတယ်လေခင်ဗျားတို့တွေးကြတယ်နော်ဘယ်လိုကြောင့်သနာပါလဲဆိုအနာဂတ်ရှင်ပါဘူးဆိုတော့အရှင်ပါဘူးကြောင့်ကောင်းကောင်းမသိလို့သူတို့ရှင်ပါဘူးဖြစ်နေတာပဲဟုတ်ကဲ့ ကဲကရှင်ကေရှိဆိုတော့ရှင်ကေရှိကြောင့်ကောင်းကောင်းမသိဘူးရှင်ကေရှိဖြစ်ခြင်းလားသဘောကျရှင်ကေရှိကဥပင်းကပဲဒီပင်းနဲ့ရှားမှတွေ့သေးရဲ့ဟာဘေးဘေးရံပြီးသိစိတ်တယ်ရှင်ပိုင်းရှင်မင်းရှင်ကေရှိဆိုရှက်ပြောင်းလို့အနာကင်းရှင်ပါဘူးတဲ့ဒီဘေးရိမ့်ဝင်သွားတဲ့ဥစ္စာအနာရှိလို့သိတာပေါ့ဗျအနာမရှိရင်အဲ့ဒါကျွန်တော်တို့အားကြပြီးဒီကရာ သူများရေးထားတဲ့စာကိုလမ်းဆုံးနေတယ်ဘုန်းကြီးကသနာတယ်လို့ပြောတာတကယ်ကျေကစကားကြည့်တယ်လို့ဆိုရင်လေဆိုပါပါဆိုရမလို့ပါဘူးရှင်းညဘုရားရေနာကင်းရှင်ပါကူမြတ်သဘောကြသည်အစမ်းတော်ရှင်ပါကေရှိကိုမကြနဲ့တော့ကြရရင်ရေရင်သွေးလို့ကမှတ်ပြီတော့ကြရင် ေပြင်သေးလို့လားမှတ်ပြီတော့ငါးမျိုးခံမြင်သေးလို့လားမှတ်ပြီသဘောကျဘုန်းကြီးတော်ကပြောတာကြားတပည့်တော်တို့ပြန်သေးဥစ္စာမိဘရိုးရာသောက်ကလေးတွေကလည်းရေးထားတော့တပည့်တော်တို့ပြန်ဒါနှုတ်ကိုတက်နေတာပဲအဲနှုတ်တက်မှုကလည်းအတော်ဆုံးမဆုံးလိုက်တော့ဒုက္ခသစ္စာသူကြောင်းယူလို့ဆိုးပါတယ်ပြောလိုက်ပါကြံပြောပါတယ် အခုလည်းခင်ဗျားလေခန္ဓာကြီးကဘောဂတော်ယောဂမျိုးစုံကိန်းကောင်းတာခန္ဓာလို့ဆိုတော့ရှင်မကြီးသေးတဲ့ရှင်ဘာကူတို့ယောဂပြည့်နေနေတာဒါခင်ဗျားတို့ကသူတို့လိုပဲယောဂပြည့်ရပါလို့ဤမျိုးလုပ်ရှင်လေးဒါကတဲ့နောက်ထပ်မယူနဲ့တော့ဓမ္မရေဒကကျွေးလို့နောက်ထပ်ယူခြင်းလေးလားပင်ရင်ပေါ်ပြတဲ့ဆရာနဲ့တွေ့ပေါ့ဗျာ ခံကောင်းလို့အဲတကယ်စိတ်မသေးတာပြတ်ကျင်းငါးကြည့်တယ်လို့ကွာသိပြတာတတိယရေးတရားကဓမ္မကြီးနဲ့ခွဲလိုက်တာလေခံကောင်းလို့မရှိရှင်ဘာဘုဖြစ်စဉ်ခင်ဗျားတို့ဓမ္မကြီးနဲ့ဝန်ထဲကခွဲတာကိုအလံမကြမ်းမခံရဘူးအဲဒီကတော့သားတဲ့မှပြီးရှင်ဘာကုကိုမျိုးသွားတော့ခင်ဗျားတို့အမျိုးခံနိုင်မှဒါဖြင့်ရှင်ဘာကုဖြင့်ဆုမတောင်းရပါဘူး ရှင်ပါကူမတွေ့ချိုးအခုသိမ့်သွားတဲ့ရှင်ပါကူရောက်ရဖြစ်တဲ့နိဗ္ဗာန်လို့ဒါတပည့်တော်တို့ရှင်ရောက်ပြရစီဖျားအဲ့ဒါမှနာကင်းတယ်ဖျားဆိုတာကောင်းကောင်းရေးပြီကောင်းပြီဒါတွေကစမ်းနေလို့ပြောတော့ခင်ဗျားလည်းနှုတ်တယ်နေတာတွေအလကားတွေဘာမှမဟုတ်တာတွေတုတ်တယ်ဆိုသူများတို့ကသူများရဲ့ကလမ်းဆုံးနေလို့တကယ်ကြွယ်ချွတ်တို့မှာအခက်ကျင်သွားပါဘုရား ဝိညာဉ်တော်သဘောပါတယ်ပါတယ်နော်ကရင်ဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာကံကလည်းနေလို့ငမ်းမြုပ်ခံရပြီးသားဉာဏ်ကမလဲနေလို့ဒုက္ခမျိုးစုံတွေးရပြီးသားကဲဓမ္မတွေသက်ကိစ္စသမိကိစ္စဆွေကိစ္စမျိုးကိစ္စမင်းကိစ္စသုကိစ္စမိဘေသုဘေသုဘေတွေနဲ့ဂုံလိုက်တဲ့ငွေတွေလည်းမနှဲကြဆရာလည်းရတာကတမန်းနဲ့ ဩကဘယ်နဲ့ကြောင့်ကျုံပါလိမ့်မလဲလို့မေးဘုန်းကြီးကထုတ်လို့ရှင်ခန္ဓာရလို့ဘယ်လိုမှတ်ကြခန္ဓာရလို့ဖြေဆိုးကျုံပါလေဒကရမလို့ဘယ်လိုမှတ်ကြဒါဖြင့်ခန္ဓာဆိုတာဒီကားလို့ရှင်ဇာတိဗရမဏတွေသဗ္ဗဝါပဖြစ်နေတော့ကြောင့်ခန္ဓာဘယ်ခန္ဓာသူ့တောင်းလို့ရှင်ဖြင့် ဇတိမိလောင်ပါပါလို့ဇရံမိလောင်ပါပါလို့မရဏမိကြီးလောင်ပြီးကြလာရောပြန်ထိုးရပါလို့တခဏစုဆောင်တဲ့ပုဂ္ဂိုလ်ဒါပဲလားဒါပြန်ပါရသေးအဲ့ဒါတွေကိုညာနဲ့အဆုံးကြည့်အောင်ကြည့်လိုက်တော့မှသစ္စာညာနဲ့အဆုံးကြည့်လိုက်တဲ့အခါကျတော့မှဘိန်းရဲ့ဓမ္မတွေအလွဲကပြန်တန်းပုံခဲ့ပေါ့ဟုတ်ပါဘူး အလဲတန်းကုန်ပြီလို့ကိုယ့်ဟာကိုယ်သွားပြီတယ်ဆိုတာကရေးမိအေးဒါကြောင့်ဘုန်းကြီးတရားဓမ္မတွေဒီခင်ဗျားတို့ယခုနေတဲ့အနေလေးဟာဘာမှမဟုတ်သေးဘူးဆိုတာကိုလည်းတရားကျွန်မှတ်လိုက်တယ်မှန်ပါဗျာကိုယ်ကလည်းမချောင်နိုင်တော့နာဝေးရောမှန်ပါဗျာသိသေးရောမှန်ပါဗျာဟောမချောင်နိုင်တဲ့အဲဒီမှာပဲနောက်တဲ့တစ်ခါမရှောင်နိုင်တဲ့ပြည်ရှင်မျိုးရပါလို့ရှင်ပြန်နှာခေါင်းလိုက်ကြတော့မယ် ဘယ်လိုဆိုကြအဲယခုခန္ဓာကြီးမှာလက်ကြကမပတ်ရသေးဘူးဒုက္ခဝဲတဲ့နှွဲလို့မရှိသေးတဲ့နောက်ခန္ဓာဒုက္ခသစ္စာကြီးကို လူမင်းချမ်းသာနာမင်းချမ်းသာလို့သူများကချမ်းသာလည်းချမ်းသာတော့ဘူးတရားဓမ္မတွေကပြောကံရားနဲ့ရမ်းကြိုက်နေတဲ့တွေ့တဲ့ချင်းရဲ့ပြန်ရကြဘူး ဒါဖြင့်နှခါလိန်တော့ဖြင့်တကယ်ပြတ်မခံပါနဲ့နှခါမှားတော့ဖြင့်မမှားပါနဲ့တော့ကိုအကျဉ်းချင်းဆိုတဲ့ဓမ္မများတော့အမှတန်းကုန်နေပြီမဆိုရဘူးလားအေးဒါကြောင့်ကျင်ပေးမဲ့ဆရာရှင်ပေးမဲ့ဆရာနဲ့တွေ့တော့မှခမည်းတော်အမှားကြီးကိုမပြင်းတော့မဆင်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်သံဃာဖြင့်အရှုံးကြီးရှုံးပြီးကလာ မျက်ရည်ဆက်လင်းနေပဲဘဝတိုင်းဝิญဉ်ချိုးရတယ်မှန်ပါပါဘုရားအမှန်မနဲ့နာဘူးမှန်ပါပါဘုရားအဲဒါကြောင့်ဒီကောင်တော်ရေမမိပါရေမတော်ဘူးသောမိဒီမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်ဒီနေ့တရားဟာဟောကံလာမလိုက်ခဲနဲ့ဉာဏ်ဟန်ကြိုးစားတော့မယ်ဆိုရက်ဥစ္စာဒကာဓမ္မတွေသုံးပြည့်စေချပြီးပြောင်းကင်ပါပြီဆိုတာကိုပဲသတိပြလိုက်ပါ ဤတို့ပြုရမျက်ပုံကိုကြည်ထမိခောင်းမြင့်မွေတောင်ဦးမကကျူသားကျေးဇူးရှင်မွေးမိခင်နှင့်ဖခင်တို့အားရညာပါစေအမြဝိမသွေနေဆာဤကာယကိုစောင့်တပေတဲ့ကိုစောင့်နဲ့လဲမလက်စီရပေးဝင်ငိမိတ်တဆွေရဆရာသမားဘိုးဘွားကစရင်မယာစာဒေဝိုက်ခအနာဘုံမှာအာဂတ်နဲ့အထူးမလီမြက်ပုံကုသလကိုရကြပါစေအမြဝိတပေတတတာတတဝါဟု နာနာလောကအနန္တရိန်ကျက်စုကတတ္တဝါပုံကိုဝတ်နေဝိညာဉ်ဖြစ်တီတီရှိခုနှစ်ပါးများစွာလုံးစုံပုံသုံးဆက်တဖြစ်ဖြစ်သမျှဝေနေကြအာအမြတ်ကုသို့ပေးဝေလိုထိုကုသောဤပုံမူကိုအမြတ်ရကြသည်ရှစ်စီသောဝတ်တုံနေဤမြေပါသူတိလာတို့လည်းတတ္တေမှုတီစီသောအာလုံးကြားကြားသမျှအမြတ်မြတ်မြတ်ယူတော်မူကြပါကုန်လောတော်သူတော်သူတော်